လောကမှာဥစ္စနောခန်းရတဲ့အရာဘာမျိုးရှိလဲမလွယ်ဘူးပေါ့ခန်းရတဲ့ဆံမာတော့တော့ပဲဥစ္စနောဆံမာတော့ဒေါလဘာတရားဘာပါလို့ဒီလိုတောင်းတယ်ဓမ္မတိကဘောဓုပ္ပါဒဒုံလဘဖျားဖြစ်ဖို့ရာခန်းရတဲ့ဟုတ်တာပေါ့ လေးသင်ရှင်တဲ့ကဘာတတဲ့ပါရမီစေပါစွန်ခြင်းခြင်းငါပါစရိယာသုံးပါကို ဖြစ်ခြင်းပြီးမှဘုရားအဖြစ်ကိုရောက်တာလွယ်တဲ့ကိစ္စမှမဟုတ်ပဲနော်ဘုရဝင်ကိုတည်တည်ချာချာလိတ်လာကြည့်ဘုရားအဖြစ်အမတန်ခရင်နေဆိုတာတွေ့ရနမနစ်ကမနုဿတ္တဘာဝတုံလပလူအဖြစ်ကိုရခဲ့တယ်တဲ့ လူတိုင်းကိုပြောတာမဟုတ်ဘူး။ဖះပွင့်နေတဲ့အချိန်မှာအဲ့ဖះရှင်ရဲ့အဆုံးမသာသနာတော်မှာနားတယ်လက်ခံယုံကြည်ခွင့်ရတဲ့လူအဖြစ်ရဖို့ခရင်တယ်ဒါမှမဟုတ်ဥစ္စာတော့ကျုံပိုင်းဆိုင်ရာအရာအချိန်မပေးလို့စီးပွားရေးတွေဘလောက်ပဲနောက်ကျကြံခဲ့ကြံခဲ့ပါစေဥစ္စာတော့နိုင်ငံမှာလူဖြစ်ရတာလူဖြစ်ရချွတ်တ်တယ်လို့ပြောလို့ရတယ်မနုဿတ္တဘာဝတုံးလပါပေါ့ ဘုရားရှင်ရဲ့တရားတော်တွေကိုနားလည်ခွင့်နားယူခွင့်ကြင်သုံးခွင့်ကြားနာခွင့်ရနေကြတာဒါလူဖြစ်ရာကျုံနှတ်တာပေါ့ဒီလိုလူဘဝကိုရဖို့ဆိုတာခဲရဲ့တယ်လူမြေကမတ်တလူဝင်ဖြစ်တော်လဲလူသိမရှိတဲ့လူဖြစ်ရာကျုံလူဖြစ်ရတာကိုမနုဿတ္တဘာဝတုံးလပလို့ပြောကြတာမဟုတ်ဘူးရသနာတော်တွင်မှာ လူဖြစ်ရတာဟာ ဒါလူပြည့်တာဆိုတတ်တာနောက်တစ်ခုကတတ်တာသံပတ္တိတုံလပါတဲ့အကျိုးသာသနာတော်တွင်ဖရာပွင့်ရာကာလနဲ့ဂျုံတယ်လူလည်းဖြစ်တယ်သို့တော်သရတရားမရှိသရတရားမရှိတော့သာသနာတော်နဲ့ဂျုံပေမဲ့တော့သူ့မှာဘာမှအကျိုးမရှိဘူးရဏသုံးပါးမီးပါကောင်းကျိုးစီးပွားမှာသူ့မှာမဖြစ်ဘူးသာသနာပမှာသူဖြစ်နေရတယ်လို့ပဲဘာမှမထူးအဲကြတော့သရတရား ရှိမှလူဖြစ်ရကျွတ်နှက်ပြီးတော့အဲ့ဒါအကျိုးရှိတာအဲ့မလို့သရတရားရှိဖို့လည်းလိုတယ်အဲ့ဒါအဲ့သရတရားကလည်းဖြစ်ဖို့ရအမြဲတမ်းမှခဲရနေနံပါတ်၄ကပပ္ပစိတဘာဝတုံလပါလောကမှာရှင်ကောင်းယဟန်ကောင်းတပါးဖြစ်ဖို့ဆိုရင်အာမန်လူဓာရမတွေရှိနေတဲ့သရတရားတစ်ခုသာလုံးတဲ့သရတရားရှိမှရှင်ကောင်းယဟန်ကောင်းတပါးဖြစ်ပါ ဒီလိုယဟန်မြို့ကိုသာလဲပပစိတဘာဝတုံးတစ်ပါးလို့ခေါ်တာသင်္ကန်းဝတ်ထားကမြတ်ဟိုပပစိတဘာဝတုံးတစ်ပါးလို့ဥစ္စာတော့မခေါ်ပါဘူးเนาะဒီပပစိတဘာဝတုံးတစ်ပါးဆိုတာတတ္တာတရားရှိတဲ့ယဟန်နဲ့တတ္တာပပစိတယဟန်နဲ့ဟောတာပပစိတဘာဝတုံးတစ်ပါးဒီလိုယဟန်မျိုးယဟန်တစ်ပါးဖြစ်ဖို့ဆိုတာအမတန်မှခိုင်းနေတယ်နောက်ဆုံးက တတ္ထမသဝနာဒုံလပါဘုရားရှင်ရဲ့တရားတော်တွေကို ကြားနာရတယ်ကြားနာခွင့်ရဖို့ဆိုတာအမတန်မှခရင်နေဘုရားပွင့်မှာဒါဆိုဘုရားကိုယ်တော်နဲ့ဟောတာဖြစ်ဖြစ်ဘုရားရှင်မဟောရင်ဘုရားရဲ့တပည့်တန်ခါတွေကဟောတာဖြစ်ဖြစ်အဲ့ဒါမျိုးရှိမှတရားတော်တွေကိုသဘောကျပြီးနာယူနိုင်စွာရှိတယ်ရှုကယဟမင်းဖြစ်တော်လဲတရားမနာခြင်းနဲ့လို့ရှိသေးတယ်နော်။ဘုရားနဲ့တရားနဲ့မတည့်ဘူးဆိုတာမျိုးရှိတတ်သေးတယ်။ ဒီကတော့တရားတရားမရှိလို့ပါအဲမလို့စတော့ဒါဟာလောကမှာຢာခဲ့တဲ့တရား၅ပါးတုံးလပါး၅ပါးပေါ့ဘုရားဖြစ်ပေါ်ရခဲ့ရင်လည်းဘုရားသာသနာ့အတွင်းမှာလူဖြစ်ဖို့ခဲ့ရင်လည်းလူဖြစ်တော်လဲတရားတရားရှိဖို့ခဲ့ရင်လည်းတရားတရားရှိပြန်တော့တဲ့ယဟန်ပြုနိုင်ဖို့ခဲ့ရင်လည်းယဟန်မပြုနိုင်တော့လည်းပဲသူတော်ကောင်းတရားတွေကိုနှိမ့်ဆိုင်စွာနာယူကျင့်သုံးလိုက်နာနိုင်ဖို့ ခရင်ပြန်ရောအဲမခရင်ချင်းငါမျိုးရခဲ့ခြင်းငါမျိုးပေါ့ဒီငါမျိုးကိုပြည့်စုံစွာယူနိုင်တဲ့ပုဂ္ဂိုလ်ကလောကမှာအမျက်ဆုံးသူတွေသူပြည့်ရစွာနှက်တဲ့သူတွေလို့အဲ့လိုပြောရမှာဖြစ်တယ်ပေါ့